လလေးငရရင်ချင်းလောက်ခတ်မှုကြောင့်နေပြည်တော်ကောင်စီနဲ့မြေတက္ကသိုလ်မြို့နယ်အတွင်းရှိစင်တီရေလွဲစင်ပေါ်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့တဲ့အတွက်အရေးပေါ်ပြုပြင်ထိန်းသိမ်းခြင်းများကိုဆောင်ရွက်လျက်ရှိရာဧပြီလ14ရက်နေ့မှစတင်က ရသက်တပတ်တပတ်အကြာမှာပုံမှန်အတိုင်းရေပေးဝင်နိုင်ရန်အတွက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းစင်မြောင်းနှင့်ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှအခုလိုပဲပြောပြထားပါသည် ကျွန်တော်ကတော့ဇော်လုံးပါအထောက်အကြံမှုဆေးမြောင်းဥစည်းဌာနကျွန်တော်တို့ ရိယသတိယုံနေပြတော်ရဲ့တာတာဝန်ကပါခင်ဗျာဒီစင်သေးရေလွဲဆယ်ကြီးကပရမကျင်းအင်အားပြည့်ထန်တဲ့ငလင်လှုပ်သွားတယ်လှုပ်သွားတဲ့အခါကျတော်တော်လေးထိခိုက်သွားတာပေါ့နော်ရေဘူလို့ရဲ့ဥကြီးနေရာမှာပေတရငဲတဲ့လောက်ကျိုးပေါက်ပြီးတော့ပျက်စီးသွားတယ်ပေါ့ဒါတော့ပရမကျင်းပေါ့ဒုတိယကျင်းကတော့ကျွန်တော်တို့ဒီအင်အားပြင်းငလင်ကြီးလှုပ်ပြီးတဲ့နောက်ပိုင်းမှာဒီနေရာမှာကျွန်တော်တို့နောက်ဆက်တဲ့ငလင်လေးတွေထပ်ခါထပ်ခါလှုပ်တဲ့အခါကျစင်သေးရေလွဲဆယ်ကြီးကထိခိုက်ပြီးတော့ခိုင်ခံ့မှုအားနေတဲ့အပိုင်းဖြစ်သွားတာပေါ့ပေ250လောက်ရေပေါက်ပြီးတော့ပျက်စီးသွားတာပေါ့ငလင်တန်းကြောင် ်သာကျွန်တော်ထိခိုက်ပျက်စီးသွားတာပေါ့တာမန်ညီသားဆိုရင်တော့ရေလွှဲဆယ်ရာခိုင်ခတ်မှုရှိပါတယ်ຫນွေစွားရေပိတတာအိတ်က6000ကျော်ရှိတာပေါ့နော်အခြားဒီနဲ့2500နဲ့ဆိုရင်ကျွန်တော်တို့1000ကျော်အရေပိပြီးတော့စိုက်ပျိုးလျက်ရှိတယ်အဲ့အိတ်ကတွေကိုကျွန်တော်တို့တောင်းတူရဲ့အကျိုးငါပထမအကြိမ်ကျွန်တော်တို့ထိခိုက်တဲ့အချိန်တည်းကအဲကျွန်တော်တို့အမြန်ဆုံးပြေးဝင်နိုင်မှု ဆီယန်ဒီအီများစွာနဲ့နေရောညပါကျွန်တော်တို့စ조사ပြီးဆောင်ရွက်ခဲ့ပါတယ်။အဲလိုဆောင်ရွက်ခဲ့တဲ့အခါမှာအဲကျွန်တော်တို့နေစဘာကိုကျွန်တော်တို့ပြန်လည်ပြည်ဝင်နိုင်ခဲ့ပါတယ်။ရေပြန်ပြီးနိုင်တာနှစ်ရက်သုံးလောက်ရှိပါတော့။အဲနောက်ထပ်ကျွန်တော်တို့ကအင်အားပြင်းကလေးအဲကျွန်တော်တို့ထပ်မံလှုပ်ခတ်တဲ့အခါကျဒုတိယကြိမ်အဲကျော့ပေါက်သွားတာပေါ့။ဒါပေမဲ့ကျွန်တော်တို့ကအားမလျှော့ပါဘူး။ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့အမြန်ဆုံးရေပြည်ဝင်နိုင်အောင်ကျွန်တော်နီလန်းပေါင်းကုန်နဲ့စ조사ပြီးတော့နေရောညအောင်ကျွန်တော်တို့စ조사ဆောင်ရွက်လည်ရှိပါတယ်။ အဲတောက်တုံးရဲ့အနေနဲ့တော့ဒီနားကိုအပွင့်ကျင်းမှာရှိတဲ့အမာဒီကိုလည်းကျွန်တော်ပေးနေတယ်ကျွန်တော်တခြားအဆက်ကိုလည်းပေးနေတယ်အနောက်ကြီးွာတွေကိုလည်းကျွန်တော်တို့ပေးဝယ်လျက်ရှိပါတယ်ကျွန်တော်တို့ဒီဒီထဲကိုဟိုမြေသားတမန်အများဆုံးပိတ်ပြီးတော့ရေထက်နိုင်အောင်လုပ်မယ်ရေထက်နိုင်ရင်တော့ကျွန်တော်တို့ဒီစိုက်ပျိုးရေရောတောက်တုံးရေရောအများဆုံးပေးဝယ်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကထပ်မံပြီးတော့လက်ရပဲမြောင်းမကြီးဘက်ကိုကျွန်တော်တို့ကရေခေါ်မြောင်းတူးပြီးတော့ရေထက်ပြီးတော့ကျွန်တော်တို့လုပ်ဖို့လည်းစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်ဟိုနောက်ထပ်တစ်ပတ်လောက်အတွင်းမှာကိုပဲကျွန်တော်တို့ကရေစတင်ပြီးတော့ပေးဝယ်နိုင်မယ်အနေအထားကိုရှိပါ တက္ကသိုလ်မြို့နယ်အတွင်းရှိကျေးရွာများသို့ရေပေးဝေလျက်ရှိတဲ့စင်တေရေလဲဆွဲအတွင်းသို့စင်တေရေလောင်တမန်မရေများအမြန်ဆုံးရောက်ရှိပြီးစိုက်ပျိုးရေးပေးဝင်နိုင်ရန်အတွက်နီလန်းမျိုးစုံဖြင့်နေညမပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည်ဒီသတင်းကိုသတင်းတော်မတ်ထထလွင်ကသတင်းရယူပေးထားတာဖြစ်ပါတယ်ရှင်